အလုံးမဲမင်္ဂလာပါဗျာ။ကောင်းဆက်သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါခင်ဗျာ။အခုတင်ဆက်ပေးမယ့်ရုပ်သံမျိုးဖိုင်တွေတော့တစ်တော့ဆော်တဲ့ရဟန်းများနဲ့တီလာရှင်များကိုအေးအေးယူတော်မူဆိုလာတဲ့ရုပ်သံဖိုင်တွေကိုပြန်လည်မျှဝေပေးလိုက်ပါခင်ဗျာ။ဒီမှာအဲ့ဒီဦးစင်တစ်ပါးကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေတယ်လဲဆိုတာကိုအလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာ။အလုံးကိုလည်းကောင်းဆက်သတင်းဌာနမှအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ မြေမြအလုံးမင်္ဂလာပါဗျ။နေ့ကတော့ဘုံဘုံတို့ရှိ ਉ မနေ့ကတော့စာလေးတစ်စောင်ရောက်လာတယ်နိုင်ငံတော်ငါးမှန်လိုက်ကားနေပြီးတော့တိုင်းဒေသကြီးမြေကြီးအစင့်စင့်နိုင်ငံနိုင်ငံကအဖွဲ့တွေညံကြတာတဲ့စာလေးတစ်စောင်ပေါ့နော်။ဒါကြောင့်ဒီနေ့က1389ခုနှစ်တရင်ကျော်လာပြည့်ကျော်17ရက်ကမ္ဘာသုံးပြက်ကလေးနေ2025ခုနှစ်အောက်တိုဘာလ18ရက်တောက်ကြနေဖြစ်ပါတယ်ဗျ။ဒီမှာဗာလဲဆိုတော့ သူစက်ကပိုင်ရဆရာတော်ဥဒါဒနာအကြောင်းနဲ့ဒါဥဒါဒနာအကြောင်းဆိုတော့ဘုံဘုံရဲ့အကြောင်းလိုက်ပါတော့အကြောင်းရာကတော့တမနာတာရုပ်ဘာမဖြစ်သည့်တစ်တော်ကစားခြင်းဆယ်လီလုံခြင်းတို့ကိုတိရစွာဟန်တာနိုင်ရင်တန်ခါဖွဲ့ကြည့်အစဉ်ချင်းဂိုင်းပေါင်းဆောင်တို့ညွန်ကြားတဲ့ထုတ်ပြန်အောင်တာမကားတဲ့ပရိယတ်ဒီဇိုင်းနေနိုင်မှာဘုံနဲ့ကြီးကြောင်းများနဲ့ဒီလိုက်ရင်ကြောင်းများကိုအဆိုပါညွန်ကြားခြင်းများရောက်ရှိစေညွန်ကြားတော့မူပေးပါရန်ကိစ္စအားတဲ့တိုင်းဒေသကြီးတန်ခါနိုင်ကအဖွဲ့ကပို့လိုက်တဲ့စာပေါ့နော်အဲ့ဒါထဲမှာအဓိကကဘာလဲဆိုတော့အထက်အကြောင်းရာပါကိစ္စနဲ့ပတ်သက်ရေးတဲ့ အင်တာနက်ဆိုရှယ်မီဒီယာများပေါ်တဲ့အချို့သောဘုန်းတော်ကြီးများနဲ့ဒီလရှင်များတိတော်ဆောခြင်းအွန်လိုင်းဂိမ်းကစားခြင်းပို့တင်ခြင်းလိုက်လွင်ခြင်းစသည့်ဘုရားသာသနာတော်ကိုဒီကညွန်းနှန်းစေပြီးအပြုအမူများဆောင်ရွက်လျက်ရှိတဲ့ကြောင့်ယဟန်သာမဏေနဲ့ဒီလရှင်များအနေဖြင့်တိတော်ဆိုရှယ်မီဒီယာများပေါ်နဲ့သမဏတာရုပ်ပါမဖြစ်သည့်တိတော်ကစားခြင်းဆက်လီလှုပ်ခြင်းတို့ကိုထိရောက်စွာဟန်တားနိုင်ရေးတဲ့အဓိကကတော့ Facebook TikTok YouTube social အကုန်လုံးပါပါရေပေါ့နော်အဲ့ဒီပုံမှာသမဏတာရုပ်ပါနဲ့မညီတဲ့ တိတော့စော်ကစားခြင်းတချင်းနေနဲ့ကခုံခြင်းဒါတွေကလည်းပြောခြင်းတယ်ဒီနေရာမှာဒီစာလေးရောက်လာလို့ဘုံဘုံကအရင်တည်းကဒါတွေကိုပြောတယ်ဒီလိုတိတော့ပုံမှာတမနတာရုပ်ပါတဲ့မကြီးနဲ့ယဟန်ကိုရင်သီလရှင်ညာတွေ့ခဲ့ရင်ဝိုင်းဆဲနေမယ်အစားအပြစ်တွေပြောနေမယ်အစားဟမ်ဘုန်းကြီးတွေဘုန်းကြီးတွေဆိုပြီးတော့လက်ညှိုးတုပ်ပြီးတော့ဘုရားဘာသာကိုစော်ကားနေမယ်အစားအဲ့ဒီကိုရင်အဲ့ဒီသီလရှင်အဲ့ဒီယဟန်ဒီဘယ်ကြောင်းတိုက်ဘယ်လိမ့်စာအတိအကျပြောပါ အဲ့လိုမျိုးတည်လာလို့ရှင်ဘုန်းတော်အနေနဲ့ဒီသန္တာတော်ညှို့နှန်းစင်မှုပုံမှန်တွေအဆရှိတာတွေနဲ့အရေးယူနိုင်လို့ပြင်မယ်လို့ပြောတယ်ဒါပေမဲ့ဒီနိပညာတွေတိုးတက်လာတယ်အဲ့မှာ AI နေနဲ့ဟုတ်တလို့ရပဲလေကြည့်လိုက်လေဟိုကိုရင်လေးတပားကနေသီလရှင်ဆရာလေးတပားကိုပန်းကြံထဲမှာနန်းနေတဲ့ပုံလေးနဲ့တော်တော်ကြီးကိုလိုင်းပေါ်မှာကြည့်ရရိုက်သွားတယ်ဒါကြီးကိုမစင်မစားမစင်ညင်ပဲနဲ့အောက်ထင်ပြီးတော့ ဟမ်ဘုန်းကြီးတွေဘုန်းကြီးတွေဆိုပြီးလက်ညှိုးထိုးပြီးတော့ဘုရားဘာသာကိုစောကတိုက်ခဲ့တဲ့လူတွေတပုံကြီးဘုန်းကြီးတွေနဲ့အနီးကပ်လူတွေကအစပါတယ်နိုင်ငံတိုင်းအတွင်းကအများကြီးပါတယ်အဲ့လိုလူတွေကနော်တိတိနဲ့ကျောင်းတိုက်တွေမှာဆွန့်ကပ်တယ်အားတချို့ဆန်ဆက်ပိုင်ရှင်နေတော်ပါတယ်နော်နာမည်တက်မပြောသေးဘူးအပြင်မှာမျက်နှာချင်းဆိုင်မှာမင်းလားဆိုပြီးအဲ့လိုပြောချင်လို့အဲ့တော့ဘုန်းဘုန်းတို့ကပြောတယ်ဒီလိုမျိုးတွေတွေ့ခဲ့တယ်ဆိုလို့ရှိရင်နေရာလိမ့်စာအပြည့်အစုံနဲ့ပြေးပါအဲ့ဒီဟာတွေတယောက်စားအေးအေးနိုင်လို့ပြောတယ် ိုက်မှာသူတို့ကဘာပြောမလဲ TikTok ဘုန်းကြီးနေမဆော့အောင်လို့ပြောထားတာမပါဘူး Facebook မတင်ရဘူးလို့ပြောထားတာမပါဘူး TikTok ကဆော့လို့တော့မရဘူး TikTok ကိုဗုဒ္ဓဘာသာဗုဒ္ဓသာသနာအတွက်အကျိုးရှိတာတွေတင်မယ်သုံးမယ်ဆိုရင်သုံးလို့ရတယ်เนาะဟိုဒကာဒကမတွေအကြီးညိုပြက်အောင်ဘာသာသာသနာကိုအထင်မြင်သိအောင်မသုံးရတာ Facebook ပဲသုံးသုံး TikTok ပဲသုံးသုံး Instagram ပဲသုံးသုံး Telegram ပဲသုံးသုံး YouTube ပဲတုံးတုံးကြိုက်တဲ့ social ကိုတော့အဓိကပါလဲအဲ့မှာအချုပ်ပါတယ်နော်တမနတာရုပ်ပမဖြစ်တမနတာရုပ်ပเนี่ยစန့်ကျင်တဲ့တမနတာရုပ်ပမဖြစ်တဲ့ TikTok တင်တာမျိုး Facebook တုံး Facebook တင်တာမျိုး Telegram တင်တာမျိုး Instagram တုံးတာမျိုးတွေကိုပဲခွင့်မပြုတာကျွန်တော်တွေကခွင့်ပြုတယ်နော် TikTok ကိုတရားဓမ္မတွေတင်မယ်နော်ကောင်းရကောင်းကျိုးတွေတင်မယ်သုတရယတာစာပေတွေတင်မယ်ဓမ္မတွေတင်မယ် အကုန်တင်လို့ရတယ်နော်ဒီထဲထဲမှာရဟန်းတန်ဃာတော်တွေသီလရှင်တွေကို TikTok မသုံးပါဘူး Facebook မသုံးပါဘူးလို့ကန့်တတ်ထားတာတခုမှမပါပါဘူးအဲ့တော့အချုပ်ပဲဘာလဲဒီနိုင်ငံတော်တန်ဃာမာနကညွှန်ကြားတယ်ဟောဒီစာကြီးကိုကြည့်လိုက်လို့ချင်းအချုပ်ကဘာလဲဆိုတော့သဗ္ဗဘာဝတအကရဏကုသလသုဘတံပရာသစိတ်တပရိယောတပဏံအေတံဗုဒ္ဓနာသာတနံတဲ့နော်ဖရာတိုင်းဖရာတိုင်းကမှာကြသွားတဲ့စကားလေးပေါ့နော်သဗ္ဗဘာဝတအလုံးစုံသောအကုသို့ဟုသမျှကို အကရဏံဘယ်တော့မှမပြုတ်လုံးနဲ့တဲ့ကုသလသူပသမရာကုသလတာကုသူမှန်သမျှကိုဥပသံပဒါတဲ့ပြည့်စုံအောင်လုပ်ပါတဲ့เนาะအဓိကကတော့သမဏတာရုပ်ပမဖြစ်အောင်လိုင်းပေါ်မှာတင်ပြီးတော့မသုံးဘူးသမဏတာရုပ်ပနဲ့အညီတရားဓမ္မတွေတင်မယ်သုတရတဓမ္မစောင်းပါတွေတင်မယ်တရားဓမ္မတွေအကျိုးများတာတင်မယ်မှန်တာတွေတင်မယ်ဆိုလို့ရှိရင်တော့တင်လို့ရပါတယ်ရဟန္တာငါတော်တွေတိလရှင်တွေတက်တော့ မတော့ပါဘူးလို့စာထုတ်ပြန်တာမဟုတ်ပါဘူးအဲ့ဒီအပေါ်မှာသာသနာတော်ကိုမိခါကြစီမဲ့အပြုအမူအပြောအဆိုအနေအထိုင်တင်တဲ့ဟာတွေကိုခွင့်မပြုရဲဆိုရအကြောင်းပြောပါတယ်အဲဒါကြောင့်မလို့ဓာကြီးကမကြခင်အကောင့်တွေပုံမှာပါ LINE ပေါ်မှာတင်ပြီးတော့တချင်းနေနဲ့ဟိုဆယ်လီယူယူနေတာတွေရှိတယ်တကယ်ရန်တိုင်းဟန်းတန်ကအစ်မန်နေအဲ့လိုမလုပ်ဘူးညိုရင်းညွာရင်းတော့တိုင်းစကားကြဲကြဲပြောရမှာတော့မသူတို့အင်တာမတ်ရှက်တယ်သူတို့မှာအင်တာနက်တိတ်ခါတွေနဲ့အညီနေထိုင်ရတာ ိုက်တော့မှမှဖင်လုံရင်လုံနဲ့သင်္ကန်းဝေကြီးတွေနဲ့ဆရာလေးဝိစုံတွေတုံးပြီးလုံနေတဲ့ဟာတွေကငကိုတဲကမှနော်ဗုဒ္ဓဘာသာယဟန်တန်ကားတော်တွေကိုကြည်မရတဲ့ဟာတွေကများတယ်ဟိုပါတီလိုခွဲပြောရင်တော့ညီပိန်းနေပေါ့ဗျာမိမိသားသမီးတွေကနေပြီးတော့ခိတခဏသင်္ကန်းလေးကောက်ဝေတယ်တစ်တော့ဆော့လိုက်တယ်ဟာသွားပြီမကျန်ဘုန်းကြီးဘုန်းကြီးဘုန်းကြီးတွေတမတော်မှတခြားဘုန်းကြီးမဟုတ်မဘာသာဘုန်းကြီးတွေအမျိုးသားကြီးဘုန်းကြီးတွေ မျိုးညစ်တွေအဲသူတို့စကားနေဆိုရင်အဲဒီလိုဘုန်းကြီးနေချာဖြစ်ပြနေတာငါခုံးမတကောင်ကြောင့်တလေးလုံးပုတ်တကယ်တမ်းကျတော့သူတို့ကိုယ်တိုင်ကအသွင်ယူပြီးတော့သူတို့ကိုယ်တိုင်ကဘုရားဘာသာဘုရားသာသနာတော်ကြီးကိုသိက္ခာကျောင်းလုပ်တာငါကိုယ်တည်းကမှဒေါန်ဆန်းစုကြည်ရဲ့ရွေချက်ရှိတယ်ဗျငါကိုယ်တော့ကဦးဇင်းတို့နိုင်ငံမှာဆက်ဆိုးရလာတဲ့တုန်းကသာသနာကိုရှောင်လို့ပြောတယ်ဖရာသာစစ်သာကျောင်းသာကျောင်းသားကတော့အခုတော့အခုလက်ရှိပညာသင်ကြားနေတဲ့ကျောင်းသားမဟုတ်ဘူးဘယ်တော့မှဘွဲမရဆယ်တန်းမအောင်နဲ့ဟိုမင်းကိုနိုင်တို့ ခေါ်ကြီးတို့လိုកောင်မျိုးတွေကိုပြောတာအဲ့ဒီလိုចောင်းသားမဟုတ်တဲ့ចောင်းနွားတွေနော်အဲ့ဒီလိုកောင်းနေနောက်တခါအဲ့ဒါတွေကတော့ထားလိုက်တော့နောက်တခါဒီနိုင်ငံဒီသာသနာဒီလူမျိုးအတွက်ကဖယားသားစစ်သားအဲ့ဒီတာဏတာရှိလို့မရှိလို့မရအောင်အဲ့တော့ဖယားသားစစ်သားတာဏတာဒီနိုင်ငံရဲ့အာဏာအားတဲ့ဟောဒီဗုဒ္ဓမြတ်စွာသာသနာနဲ့ဟောဒီမြန်မာနိုင်ငံအတွက်ဖယားသားလည်းလိုအပ်တယ်လို့စစ်သားလည်းလိုအပ်တယ်အဲ့တော့ ဗုဒ္ဓသာသနာတော်ကြီးတိတ်ခါကြအောင်တက်မတော်ဆိုတဲ့အဖွဲ့အစည်းကိုအင်အားတွေချိနေအောင်ပွားရည်ကြီးတဲ့ချက်ကနော်ဖြိုခွဲတယ်ဖျက်ဆီးတယ်နောက်တော့တန်ခါအဖွဲ့အစည်းအင်အားတွေချိနေအောင်ဖြိုခွဲတယ်ဖျက်ဆီးတယ်ကျန်တာတွေကဟိုចောင်းသားဆိုတာတွေကအခုပညာသင်ကြားနေတဲ့ចောင်းသားလေးမျိုးနိုင်ငံရေးလှုပ်ရှားချင်းဆက်ရှိအမိခံចောင်းသားတွေကိုပြောတာအဲ့ဒီလိုចောင်းသားဆိုတာမျိုးတွေကတော့ပြောစရာဘူးမလို့မရှိလဲဘာမှမဖြစ်ဘူးမရှိလေကောင်းလေမရှိရင်တော့နိုင်ငံငြိမ်းချမ်းတာပေါ့ဗျာနော်အဲ့တော့ဒီလိုမျိုး အတုအယောင်တွေကနေပြီးတော့သင်္ကန်းတွေပတ်ချုံ election ဆရာကြီးဆရာလေးအဝတ်တွေဝတ်တတော်တွေစော့အလွမ်းတွေအကြောင်းပြောမောင်မောင်တွေကိုကိုတွေထခေါ်ညီမလေးတွေညာလေးတွေခေးတွေခွေးတွေအာအကုန်လုံးစုံနေအောင်ထခေါ်တာအဲ့ဒီဟာတွေကနေပြီးတော့ဟောငခုံးမတကောင်ကြောင့်တလီလုံးဆိုပြီးတော့ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးတစ်ခုလုံးကိုပို့တာအဲ့တော့ဒီကျညာချက်ထုတ်ပြန်လာတာကြိုက်ပါတယ်နိုင်ငံတော်သံဃာမန္တန်ကဆရာတော်ဖျားကြီးတွေကိုဒီညာကနေနော်ယူသေးစွာလက်ဆောင်မှုရရှိခိုးကြတော့ပါတယ်ဒါမျိုးတွေ sorry တွေကလုံးတင်ပါတယ် ထုတ်ပြီးသွားပြီဖြစ်တဲ့အတွက်ထိထိရရအသက်သွင်းအရေးယူဖို့လည်းလိုအပ်ပါတယ်အဲ့တော့အပြစ်ပြောနေတဲ့သူတွေအပြစ်ပြောနေမဲ့အစားတကယ်သာသနာကိုချစ်ရင်သာသနာဝန်ထမ်းရှင်ယဟန်းတွေကိုစောင့်ရှောက်တဲ့အနေနဲ့ဒီလိုမျိုးသင်ငန်းတွေပတ်ပြီးတော့ TikTok တွေဆော့ပြီးတော့ Facebook တွေတင်မယ် TikTok တွေတင်မယ် Telegram တွေ Instagram တွေတင်တဲ့ဒီလိုရှင်အရင်ခြုံထားသူတွေသင်ငန်းအရင်ခြုံထားသူတွေတွေ့ရင်ဘုန်းဘုန်းတို့အရင်ကဖုန်းနံပါတ်တွေလိပ်စာတွေတင်မိတာလေအဲ့ရဒီဖုန်းဘုန်းတို့လည်းအကြောင်းကြားပါဖုန်းဘုန်းတို့လည်းဒီကိစ္စမှာတရံတအားပါဝင်ပြီးကုညီဆောင်ရွက်ဖို့ အတင်းပါပဲဆိုတာပြောကြရင်းနဲ့နိုင်ငံတော်နိုင်ငံမှန်တိုင်းကထုတ်ပြန်တဲ့ဟောဒီထုတ်ပြန်ချက်ကိုလေးလေးစားစားချင်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 းနဲ့နဲ့လက်အုပ်မှုရှိခိုးပါတယ်ခင်ဗျာ